ျွန်တော်တို့အညာသားတွေပေါ့နော်ကျွန်တော်တို့အလှရောက်တော့မှာပါရောက်တော့မှာပါအကြတော့ပါအောင်ရောက်တော့မှာပါလောလောဆယ်နေသားမှာလည်းပြင်ဆင်နေပါတယ်ကြိုးစားနေပါတယ်စုဖွဲ့နေပါတယ်ပေါင်းစည်းနေပါတယ်မကြာခင်ချိန်တွင်းမှာလာပါတော့မယ်အကောင်းဆုံးနေအတူတူကြိုးစားမယ်လာတဲ့ချိန်မှာလည်းဆက်တော့ပြောလို့တစ်ဖွဲ့တည်းတယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့စီစီလုံးစုစုစီစီနဲ့ပေါင်းစည်းပြီးတော့လာမှာဖြစ်ပါတယ်အဲ့ချိန်မှာကြံသူနေတဲ့သိရင်တော့မှပဲ ကြသွားပါပြီသူတို့တော့နောက်တာတရားပဲဖြစ်သွားပါလိမ့်မယ်အဲ့တော့ကြတော့အဲ့လိုမျိုးနောက်တာတရားတွေရန်သူပေးနိုင်မှုကျွန်တော်တို့အတူတူစူးစမ်းကြမယ်လို့ပြောချင်ပါတယ်အညာအညာသားတွေပေါ့ညာလိုက်တော်လိုင်းလုပ်နေတယ်ကျွန်တော်တို့အခုချိန်မှာတော်တဲ့တောင်ထဲမှာကျွန်တော်နေနေရတယ်တော်တောင်ထဲမှာနေနေရတယ်ကျွန်တော်နောက်ဆုံးတစ်ခုဒီကောင်တွေဘာပြောချင်ဆိုကျွန်တော်တို့အချိန်ကြာလာနေမြတ်ကျွန်တော်တို့ဒီဒီကောင်တွေကိုဂျင်းနေပေါ့တစ်ခုပြောချင်တယ်ကျွန်တော်တို့ဒီမြို့ပေါ်မှာနေပြီးတော့ဒီကောင်တွေဒီတော်ထဲမှာတော်ပုံအဖြစ်နဲ့နေသွားမယ်လို့ကျွန်တော်တို့အမခံတယ်ပေါ့နော်ကျွန်တော်တို့ဒီအဲ့လောက်ကြီးထိရောက်အောင်ကျွန်တော်တို့တိုက်ထုတ်မယ်ကျွန်တော်တို့အညာဟာဒီမြို့မှာတက်နေမယ်မြို့မှာရှိတဲ့ဘောမားနဲ့ ကျွန်တော်တို့စစ်ကောင်စီစစ်ခွေးတွေတောထဲမှာတောပုံရမယ်အနေထားထိရောက်အောင်ကျွန်တော်တို့စုပေါင်းပြီးတော့ကျွန်တော်တို့တိုက်ကြမယ်ပေါ့အခုလာမသိဘူးအခုဒီမှာကျွန်တော်တို့စုံတဲ့အခါမှာတော့ပထမဆုံးအပြန်လမ်းမိတ်ဆက်ပေးပါအောင်ကိုပိုင်ချင်းနဲ့ကိုမိုင်ခဲဟုတ်ကဲ့ပါကိုမိုင်ခဲကျွန်တော်ကကမ္ဘူခဲပကပလှူရှာရေးစီကြောင်းကဒုတိယမှုပါပိုင်ချဲပါနာမည်ကတော့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ညီကတော့ဒီမီဂျာပလက်တိုက်ကပေါ့နော် MP တစ်ခွဲရဲ့တာဝန်ခံပါမိုင်ခဲပါဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ကျွန်တော်ကပကပနဲ့ပြန်ဆောင်ရမယ်တော့ဒါမှမတွေ့ အားလုံးပဲမင်္ဂလာပါအထူးသတင်းများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ချင်းနယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြန်ပြည်သတင်းတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့အတောင်းဆိုချင်ပါတယ်ဘူရေကြောင့်မလို့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့စစချင်းစိတ်ဝင်စားစရာအကောင်းနဲ့အကြောင်းအရာနဲ့ပဲစကြမှာဗျာဒီရက်တွင်တွင်မှာသုံးသက်ချက်တွေကျွန်တော်နားထောင်ပြစ်တယ်အဲ့ထဲကဆရာဦးသိမ်းမြတ်လည်းသုံးသက်ထားတယ်တပေါင်းစုနေနဲ့ပေါင်းပါလားဒါမှမဟုတ်ရင်အသေးခံပါလားဆိုရင်နှစ်လမ်းပဲရှိတယ်ဆိုပြီးတော့ဆရာဦးသိမ်းမြတ်တော့သုံးသက်တယ် စေကောင်စီကအခုနောက်ပိုင်းဆိုလို့ရှိရင်အားလုံးလည်းပြင်ပကအဲခေါင်းဆောင်တွေဖြစ်တဲ့အတွက်သိကြပြီးဖြစ်မှာပါအလုံးရင်းနဲ့စစ်ကြောင်းတွေထိုးကြတယ်ပို့ပြီးတော့စစ်ရေးမှာဒီ2025နှစ်ကုန်ပိုင်းတွေမှာပို့ပြီးတော့အားကောင်းမောင်းတန်တဲ့စစ်ကြောင်းတွေထိုးမှုတွေလောက်လာတာကိုနည်းမြေတိတိမှကျွန်တော်တို့တွေ့ရတယ်အဲ့တော့တော်လိုင်းတက်ဖွဲ့တွေမှာတော့ကျွန်တော်တို့မြန်မာညီရေးဆိုရလောက်မှာဆိုရင်လည်းဘာကဘာတက်တယ်ရှိမယ် PDF ပြည်သူ့ကော်မတီတက်ဖွဲ့တွေရှိမယ်ပေါ့အဲ့လိုမျိုးရှိနေကြမှာတချို့ဒေသတွေမှာတော့ဘာကဘာနဲ့ PDF နဲ့ပူးပေါင်းပြီးတော့တိုက်ပွဲပေါ်ဆောင်တာရှိသလိုတချို့ဒေသတွေမှာလည်းပုတ်တိုက်မှုတွေအများကြီးကျွန်တော်တို့တွေ့ရတယ်ဒါကတော့ပကတိအရှိတရားပဲအဲ့တော့ အဲ့ဒီအချိန်လေးပေါ့သုံးသက်ချက်အချိန်လေးပေါ်မှာမူတည်ပြီးတော့လူငယ်ကောင်းဆောင်နှစ်ယောက်ရဲ့အမျိုးကျွန်တော်သိကျင်တယ်အဲ့တော့မပေါင်းလို့ရှိရင်တစ်ခွဲချင်းဒီအသေးခံမလားဒါမှမဟုတ်ရှင်ပေါင်းကြမလားဆိုတော့သုံးသက်ချက်ပေါ့လူတို့ကလည်းဒီချိန်မှာတပေါင်းစုဆိုတဲ့ဟာကိုမျှော်လင့်နေကြတယ်မြို့သားညီရေဆိုရရဲ့ခေါင်းဆောင်တွေကိုယ်တိုင်ကအကွဲကွဲပြားပြားနဲ့ဖြစ်နေလို့မရတော့ဘူးမရရတော့မှတင်ထားတာတွေ့ပါတယ်တိုက်နေလို့မရတော့ဘူးနေရာစုံမှာပေါင်းစုံစုစည်းပြီးတော့တိုက်မှသာနိုင်နိုင်တော့မယ်ဆိုတော့အခြေအနေမျိုးကိုလူတို့ကိုရှင်းရှင်းလင်းလင်းပြောထားရှိတယ်ဆိုတော့ဒီလူငယ်နှစ်ယောက်ရဲ့အမြင်ကဲဘယ်သူစပြောမလဲကျွန်တော်တို့ဆွေးနွေးကြအောင် cũng may khi nếu bọn anh ấy lo thì nói vậy rồi nó xin nó chào à lúc đó mày bảo ở trên đó đi đâu bọn nó đi anh chả đó alo chả làm gì chả được cái gì ရင်တော့ဘောနော်ညီတို့ဒီတပောင်းသူကိစ္စကိုဘောနော်လွယ်ခဲ့တဲ့ညီတို့ကဒီ2023ကျော်2024ဘောနော်မစခင်လောက်မှာခနေကညီတို့ဒီတပောင်းသူနဲ့ပတ်သက်ပြီးတော့အဲလောက်ထတာရှိတယ်ဘောနော်ဒါကိုညီတို့ဒီတိုင်းပေါ်မှာတင်းတင်းကြဲကြဲကြီးဘောနော်အဲမချပြတာပဲရှိတယ်ဘောလောက်ထတာရှိတယ်လက်ရှိညီတို့ဒီ MPD တက်အနေနဲ့ဘောနော်ဂျာမက်တက်အနေနဲ့လည်းလက်ရှိလောလောဆယ်မှာ W ဘာလောက်ကိုဘောနော်တောင်တန်းဒီသားကဘောနော်ဒီမာမိတ်တက်ဒီစီကိုလာကူပေးနေရတယ်ဗျညီတွေအခုဒီတိုင်းသားဘောနော်အဲတနီယာဘက်ဒီမှာရောက်နေတာဖြစ်ပါအခုလက်ရှိလောလောဆယ်မြေပြင်နေသားမှာဆိုလို့ရှိရင်ညီတို့ကြားမဲ့ပူပေါင်းတက်ပေါ့နော်ကြားမဲ့ပြေဥမာနော်ပကပါတွေလည်းပါပါတယ်ပါလာဖာတွေလည်းပါပါတယ်တန်ရင်တွေလည်းပါပါတယ် လိုကယ်တွေလည်းပါပါတယ်ဒီလိုမျိုးပေါ့နော်အားနဲ့စူပေါင်းထားတဲ့စူပေါင်းအားအနေနဲ့ပေါ့နော်လက်ရှိလောလောဆယ်မှာခုခေတိုက်ခိုက်နေတာဖြစ်ပါတယ်စကားစအုပ်ပေါ့နော်အဲ့လိုမျိုးဘိုင်းကြသွားတာမသိဘူးလိုက်ကောင်းနေကိုကြောက်နော် ဟုတ်အော်ဟုတ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့အဲပူပေါင်းပြီးရောစေောက်စုကိုဒီမြင့်ကြံပေါ့နော်အဲနထိုးတောင်တာမှလိုင်းအဲ့အဲ့ဆင်းမနေပြန်နေမှာပေါ့နော်လက်ရှိလောလောဆယ်မှာညီတို့တိုက်ခိုက်နေရတာရှိတယ်နှစ်ဖက်တိကကြာဆုံးမှုတွေရှိတယ်ညီတို့ဘက်ကပေါ့နော်တမှုတွေပေးဆက်ထားတာတွေရှိတယ်အဲဒါကဝန်းနဲ့ရအောင်ပြောတာမဟုတ်ဘူးအဲကြားမဲတွေပေါ့နော်လက်အဲလက်ရှိချိန်ထိရက်မနေဘူးနားမနေဘူးပေါ့နော်အဲကြားမဲတွေကြည့်ဆိုတာထက်ကြားမဲတွေရေပေါ့နော်အဲမဟာမိတ်တွေနဲ့စူပေါင်းထားတဲ့တပ်ပေါင်းစုအင်အားတွေအဲကိုယ်နဲ့မသိတဲ့တက်တွေလည်းပေါင်းပြီးတော့အခုချိန်မှာခုခံကာကွယ်နေရတာဖြစ်ပါတယ်ရန်သူဘောနော်အဲဆိုတော့စေောက်စုကလူပေါ်တယ်ဗျ အဲပို့တာကောက်ဆွဲလို့ရတယ်ပြီးရင်သူ့မှာလက်နက်ခဲရန်ဒီပညာပူစရာမလိုတဲ့နေသားတခုမှာကျွန်တော်တို့စီးလုံးမှုမရှိရင်တော့ဘလို့မှမဖြစ်နိုင်ဘူးလို့လက်ရှိတော့တဲ့နေသားမှာညီတို့စီးလုံးမှုအင်အားနဲ့ပြန်ပြီးတော့ခုခံနေတယ်အဲဒါခုခံနေတဲ့ချိန်မှာထိခိုက်မှုကြဆုံးမှုပေးဆက်မှုတွေများစွာရှိလဲမယ်ဗျအဲဒါပေမဲ့တံမြန်ထိုးစစ်မှာဒီဒီချိန်တံမြန်ထိုးစစ်မှာတော်လည်းရဲ့အဆုံးဖြတ်တစ်ခုအနေထားတော့ထိထိုးစစ်ဆင်နိုင်မှုညီတို့အကျိုးသားနေတယ်ဒါကိုကိုကြီးဝေရဆိုရင်တော့တီဗီသားဖြစ်လဲမယ်ပေါ့နော်အဲညီတို့တချို့စီးဝေးတွေမှာဒါကိုကြီးဝေရဆိုတာအကြီးပိုင်းနေတဲ့ညီတို့တွေပေါ့နော်ဖိတ်ခေါ်တာရှိတယ်တော့တီဗီသားဖြစ်လဲမယ်သူတို့ကျင်းတဲ့တော်ရရညီတို့ဒွေးအိမ်တော်ကိုအကောင်းဆုံးကျိုးသားနေတယ်စီးလုံးမှုတွေနဲ့သွားမယ် ေါင်းစည်းမှုတွေနဲ့သွားမယ်နောက်ဆုံးတော့เนาะဒီဝိုင်ချဲတို့ဘက်တွေလည်းညီတို့ရောက်ကောင်းရောက်လာနိုင်ပေါ့ဒါမှမဟုတ်လေတို့ဘက်တွေဝိုင်ချဲတို့ရောက်ကောင်းရောက်နိုင်မိတိတက်တူမှုဆိုတော့ပူပေါင်းပြီးတော့စီစီလုံးလုံးဖြစ်သွားမယ်အနေထားတွေရှိလာနိုင်မယ်ညီကတော့တိတ်ပြီးမစိုးရင်ပြလက်ရှိအခြေအနေနဲ့ပတ်ပြီးတော့အဲကြောင့်လဲဆိုတော့ ဒီချိန်အကူဒီဘက်ကဟုတ်တယ်ထူးထူးစစ်ကြီးတော့ကြီးညာလိုက်တယ်ဒါပေမဲ့ထူးခန့်စစ်ကြီးပေါ့နော်ဒီချိန်ကတော့ထူးခန့်စစ်ကြီးဖြစ်နေဒါပေမဲ့အိုက်ခန့်စစ်ကြီးပြီးရင်တော့တံပြန်ထိုးစစ်မှာကျွန်တော်ရန်သူကိုအလဲထိုးနိုင်မလားတစ်ချက်တည်းနဲ့အလဲထိုးနိုင်မလားဆိုလည်းမေးခွန်းရှိတယ်ဗျထိုးနိုင်မလားဆိုတာမသေးကြဘူးသေချာတာတခုကတော့ထိုးနိုင်အောင်ညီတို့ဘယ်လိုပြင်ဆင်ရမလဲဘယ်လိုကြိုးစားရမလဲဘယ်လိုမျိုးစုဆောင်းနေရမလဲဆိုလည်းအနေထားတွေကပို့ပြီးတော့မှုတည်ပါတယ် တော့ကျတော့ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုညီကတော့ပူပေါင်းမယ်မြစ်တီတက်နေကုန်မယ်ဆိုပူပေါင်းမယ်ရန်သူကိုအမောက်ကျိတ်မယ်အဲ့လိုမျိုးလည်းပူပေါင်းထားတဲ့တက်တွေရှိပါတယ်ဆက်လက်ပြီးတော့အင်အားကြီးထွားလာအောင်ပူပေါင်းမှုတွေစီလုံးမှုတွေများပြားလာအောင်ညီတို့အကောင်းဆုံးအကျိုးသားမှာဖြစ်ပါတယ်လက်ရှိလောလောဆယ်ဆိုဒီနေ့ဒါဆုံရတာဆိုရင်ပေါ့နော်ညီတို့ကမဆုံသူဘူးချုံသူဘူးပေါ့နော်ညီတို့ဒီကဘက်ကဘာတက်နေဆုံရတယ်ဆိုညီတို့ကတော်တော်လေးရှားပါတယ်ဒါပေမဲ့အဆင်ပြေတာပေါ့ဘာကြောင့်လဲဆိုတော့ညီတို့မမမိတ်တစ်ဖွဲ့တွဲရလို့ညီတို့ခံစားရတယ်အတူတူစီစီလုံးလုံးနဲ့ချိတ်ဆက်သွားကြမယ်ဆိုပါဘူးညီကပြောချင်ပါတယ်ဗျာဟုတ်โอเคကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့က ဒီစစ်ကောင်စီကျွန်တော်တို့ရန်သူပေါ့ရန်သူတစ်ဖက်ထဲဝယ်ကျွန်တော်တို့ကជីပြီးတော့ဒါကျွန်တော်တို့ဝင်လာကြတယ်ဝင်လာကြတယ်ကျွန်တော်တို့ဒီအကုန်လုံးဒီပကဖ PDF ပလဖပါဖအကုန်လုံးဒီကျွန်တော်တို့ဒီစစ်ကောင်စီတခုတည်းကိုပဲတာဂက်ထားတာတခုဖြစ်တယ်ကျွန်တော်အကြောင်မလို့ကျွန်တော်ကဟိုကျွန်တော်တို့တနက်ကင်မျိုးတိုက်လို့ရတဲ့ဟိုအဖွဲ့အစည်းမှာကျွန်တော်စူပေါင်းစူပေါင်းညညာနဲ့ကျွန်တော်တို့တော့အခုချိန်ဒီဒီဘက်မှာလည်းကျွန်တော်တို့ဟိုမခွဲဘူးပါတော့ PDF ပကဖဆိုရင်မှကျွန်တော်တို့ခွဲပြလိုက်တာမရှိဘူးကျွန်တော်တို့ပကဖနဲ့ PDF တွဲပြီးတိုက်တယ်ကျွန်တော်တို့ပလဖနဲ့တွဲတိုက်တယ်အဲချို့ကျွန်တော်ဘက်မှာဆိုရင်ကျွန်တော်ပအဖတရားစကျွန်တော်တို့တနက်ကင်မျိုးတိုက်ကြရပါတော့ အဲကျွန်တော်တို့အဲ့ကြောင့်ပါပါဖားဒီအုပ်ချုပ်ပိုင်းတစ်ခုပဲဒါပေမဲ့ကျွန်တော်တို့လိုအပ်တဲ့အချိန်မှာကျွန်တော်တို့ပါပါဖားတွေကစာကျွန်တော်လက်နက်ကင်ပြီးကျွန်တော်တို့ဘာကဖားတွေ PDF တွေပါလာဖားတွေအကုန်လုံးပူးပေါင်းပြီးကျွန်တော်တို့ဒီစစ်မျက်နှာပြင်ကိုလိုက်ကြတယ်ပေါ့နော်အဲအဲ့ကြောင့်မို့ကျွန်တော်တို့ဘက်ကထွေထူးပြောကြတယ်လို့ဒီများတွေအဲ့စစ်လို့ပြီးတော့စစ်ထိုးလိမ့်မယ်ကျွန်တော်တို့ဘာကဖားနဲ့ PDF မတည့်ဘူးအဲဘာဖြစ်တယ်ညာဖြစ်တယ်လာနိုင်မယ်တကယ်တော့ကျွန်တော်တို့မြေပြင်မှာဟို PDF လည်းကျွန်တော်တို့ဒီစစ်ကောင်စီကိုတွန်းလှန်တော့လောက်တာပဲတွန်းလှန်တာပဲကျွန်တော်တို့ဘာကဖားတွေလည်းဒီစစ်ကောင်စီကိုတွန်းလှန်တာပဲပါဖားတွေလည်းဒီစစ်ကောင်စီကိုတွန်းလှန်တာပဲအတူတူပဲကျွန်တော်တို့ဒီအတက်တွေအကုန်လုံးအခုအဖွဲ့အစည်းမှန်မှအကုန်လုံးကကျွန်တော်တို့ဒါ ဟိုအကုန်လုံးတွန်းလှန်နေရမယ်တခုရဲ့တည်းမလားအဲ့ဒါမှကျွန်တော်တို့ဆစ်လော့ပြီးထိုးလိမ့်မယ်ဟိုကလည်းမတည့်ဘူးလားမတည့်ဘူးဆိုတော့တကယ်ဆိုတော့သူတို့ကလည်းဒါပြည်သူတွေကမှကျွန်တော်တို့နဲ့ပြည်သူနဲ့ရန်တိုက်ရင်တည်းမလားအဓိကအဲ့ရန်တိုက်နေရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘက်ကလည်းဒါတွေကမှကျွန်တော်စီးလုံးနဲ့ကျွန်တော်တို့လုပ်ပြတယ်ကျွန်တော်တို့တိုင်းနေနဲ့ပူပူတယ်ပြီးလှုပ်ဆောင်တယ်ကျွန်တော်တို့ဟိုအခြားသီးသီးအဖွဲ့သီးတွေပေါ့အကုန်လုံးကျွန်တော်ပူပူတယ်ပြီးလှုပ်ဆောင်ကြရတယ်ပေါ့နောက်လည်းဒါမှဆက်လုပ်သွားဖို့လေကျွန်တော်တို့မှအများကြီးရှိတယ်ကျွန်တော်တို့ဒီပကပပီဒီရတယ်မဟုတ်ဘူးကျွန်တော်တို့ဒီတခြားတခြားသောတိုင်းသားဟိုဟာ AA တို့ KIA တို့ KNU နဲ့တွဲပြီးတော့ကျွန်တော်တိုက်ဖို့လေဟိုကျွန်တော်အများကြီးချိုးပန်းကြရပေါ့နော်ကျွန်တော်လည်းအခုဒါဆိုကျွန်တော်ပကပဖာဒီလေပကပဖာကံမှုခံပကပဖာအနေနဲ့ ကျွန်တော်တို့ကျွန်တော်တို့ဒါ AA မှာကျွန်တော်တို့ M မှာ M မျိုးတဲ့တိုင်ပေါ်ကျွန်တော်တို့ဘာကဖာတွေပါတယ်ပေါ့ဒါလေးဒီကျွန်တော်တို့ဒါတိုင်းတိုင်းနဲ့ဒါတွဲပြီးကျွန်တော်တို့ဒါတိုက်နေကြပါလေနော်အဲ့ဒါမှကျွန်တော်တို့စစ်လို့ပြီဘလောက်ပဲကျွန်တော်တို့သူခဲသူခဲပြီးသူနဲ့ဘလောက်သူခဲသူခဲကျွန်တော်တို့ဒီမြေပြင်မှာ PDF ဘာကဖာပါလာဖာပါအဖာကျွန်တော်တို့ဒီရဲ့ NGO ရဲ့လက်အောက်မှာကျွန်တော်တို့အများကြီးရှိရှိနေတယ်ဆိုတော့ကျွန်တော်ပြည်သူလူထုကိုကျွန်တော်ချပြခြင်းနေပေါ့ဟုတ်ကဲ့ပါဒီနေ့ရွေးချက်ကလည်းခင်ဗျားတို့ညောင်အခြေဆက်ရသွားစေချင်တာလေပါပါလေအဲ့တော့ကျွန်တော်တို့ခုလုပ်နေတဲ့ campaign ကလည်းဆယ်ရက်ကျော်ကာလအတွင်းမှာ မြန်မာငွေဆိုရင်သိန်း200ဝန်းကျင်လောက်သိန်း180 80ဝန်းကျင်လောက်ဆိုသိန်းညနာကတ်နေပြီပေါ့ထိုင်းဘတ်ဆိုရင်လည်း6000ကျော်အဲဒေါ်လာဆိုရင်ဒေါ်လာ200ဝန်းကျင်လောက်ရောက်ပြီဆိုတော့ဒီစစ်မျက်နှာမှာလည်းကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်အဖွဲ့အစည်းအလုံးအဆင်ပြေနေမှာအလုံးကကာထားနိုင်မှာဟိုစစ်မျက်နှာကြီးကြီးကြီးဖွင့်နိုင်မှာဒီရန်သူကိုအလုပ်ပေးနေနိုင်မှာကျွန်တော်တို့ကတပွဲတွေကိုဖိပြီးတော့ထောင်းတာမခံရမှာပေါ့အဲ့တော့အရင်တရက်ကပဲဒီဟိုစစ်သားတယောက်ကနေပြီးတော့အကောင့်တုနေကျွန်တော်ဒီ post တစ်ခုမှလာပြီးတော့ man မင်းတို့တွေအာကျေထားကြအောင်ပေါ့ကွာဒီမှာတိုက်နေရတဲ့စစ်မျက်နှာတွေကများနေလို့မင်းတို့ဘက်ကလှုပ်ပေးထားနေတာကိုပိုင်ကျဲတို့က post ကိုတင်ထားတယ်လှုပ်ပေးထားနေတာလေပြီးလို့ရှိရင်မင်းတို့ဘက်ကလည်းလာမယ်ဒါကအခြေအမှန်တရားပဲကျွန်တော်တို့ကနေရာစုံကနေပြီးတော့ဒီလိုစစ်မျက်နှာဖွင့်ပြီးတော့ဒီကောင်းတွေကိုအဖက်ဘက်ကစော်ပေးနေနိုင်လို့ရှိရင်ဒါကဟိုတစ်ဖက်တည်းကိုကျွန်တော်တို့အဖိမခံရတော့ဒါဆိုကျွန်တော်တို့ရဲ့အာသာချက်ပေါ့ဒါကြောင့်မလို့အဲ့လိုမျိုးအဖက်ဘက်ကစော်ဖို့ဆိုရင်လည်းဗနာရေးစစ်မျက်နှာမှာတစ်ဖက်တည်းကအားကောင်းနေလို့လည်းမရဘူးဗနာရေးစစ်မျက်နှာမှာအားလုံးကလည်းအဲအားကောင်းကောင်းနဲ့ကျွန်တော်တို့ ဟိုဓာတ်တူမဟုတ်ရင်တော့မှပဲရှောက်ခွေနှံ့ရမယ်အခြေအနေမျိုးတွေရှိဖို့လိုတာပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဒီလိုမျိုးမိတ်ဆွေဖွဲ့ရင်းနဲ့မိတ်ဆွေ line ပေါ်မှာတော့ဒီမှာလောလောဆယ်အခြေအနေမှာတော့ကျွန်တော်တို့၃ယောက်တပ်ပေါင်းစုဖြစ်သွားကြပြီပေါ့ဗျာဒီဘန်ဒါရေးစစ်မျက်နှာမှာတပ်ပေါင်းစုဖြစ်သွားကြပြီပေါ့အဲ့တော့ ဟိုတကယ်တမ်းကျတော့ကျွန်တော်တို့ကစကားပြောဖို့လိုတာပါတချို့ဟိုကိစ္စတွေကစကားမပြောတဲ့အခါမှာတယောက်နဲ့တယောက် assumption တွေကျူတင်ယူဆချက်တွေနဲ့တင်အထင်မြင်လွဲမှားတာတွေဒီကောင်ကဘယ်လိုလဲဟိုကောင်ကဘယ်နဲ့လဲဆိုတဲ့ဟာမျိုးတွေနဲ့ကျွန်တော်တို့တွေကဆုံးဖြတ်ချက်ချနေတာတွေရှိတဲ့ခါကျတော့အခုကျွန်တော်တို့ဒါစကားပြောခြင်းဖြစ်တယ်ပြည်သူလူထုကဒါကိုမြင်တွေ့ရတဲ့ခါမှာလဲတစုံတရာအားရှိမယ်လို့ယုံကြည်တယ်အဲ့တော့ဘယ်ဗန္ဒာကြီးစစ်မျက်နှာမှာစစ်ကိုတောင်းပြီးဆိုတော့ကိုမိုက်ကဲကြီးဗန္ဒာကြီးစစ်မျက်နှာမှာကဲအားနည်းနည်းပြစ်ပေးပါဦးကိုပိုင်ချဲလို့ အဓိကတော့ဘောတော့တကယ်ဟိုဘောတော့ဇန်သူဘောနော်စေယုစုကိုတော်လန်နေရဲ့မိတိတက်ကိုမဆိုညီတို့ကတော့ဘနာကြီးရသေးခြင်းပါလေအဲ့လိုပါပဲဘောနော်ညီတို့လည်းအဲ့လိုပါပဲညီတို့လည်းရကျင်တာဘောနော်ဒီလိုမျိုးတွေပေါ့အဲဘာပဲဖြစ်ဖြစ်ဆွတ်တော့ပြောသလိုဘောနော်ဒါတကယ်မိပြမှာတိုက်နေရဲဆိုရင်တော့မိဘပြည်သူတွေအနေနဲ့လည်းအူညီထောက်ပံ့ပေးသေးခြင်းပါလေဘာကြောင့်လဲဆိုတော့အဲတကယ်တိုက်နေတဲ့တက်တွေကဘောနော်အဲဘနာကြီးဘိုင်းမှာအားနေပြီးတော့ဘောနော်အဲဒါဟိုလိုခွဲကြတာတော့မဟုတ်ပါဘူးတကယ်တိုက်နေတဲ့တက်တွေကဘနာကြီးဘိုင်းမှာအားနေပြီးတော့အဲဘောနော်မိပြမှာဘောနော်တိတိယောမလုပ်နိုင်နေမဲ့ဘောနော်အဲအခြားနေရာတွေကိုပြန်ကျဲသွားရင်တော့ဒါပြန်ကျဲတဲ့ငွေတွေကလည်းဟက်သက်ပဲဖြစ်သွားမှာပါဒါကြောင့်မလို့တကယ်ဘောနော်သူကျုံး ကိုကြုံမနော်ကိုတင်သူတင်တိုက်နေရတဲ့တက်တွေကိုမမကူညီပေးပါလို့ညီရတော့ဒီနေရာပြီးရောဗောနော်မေတ္တာရခဲ့ခြင်းနဲ့ပြည်သူတို့ဗောနော်ဗောနော်ဒါဟုဗောနော်အကြံပြုခြင်းနဲ့ဗောဘာလို့ဆိုတော့တကယ်လုံနေတကယ်လိုပါတယ်တကယ်လုံနေတကယ်လိုပါတယ်ဗျာဟုတ်ညီတို့ဆိုရင်လည်းဒါကိုကြီးတိတဲ့အတိုင်းပဲလေနော်ဒီညီတို့ဒီတောင်းတဲ့ချီပြီးတော့ဒီအကျွေးတင်နေတဲ့ကိစ္စမှာတော်တော်လေးကောင်းခဲ့ဒါပေမဲ့ပြည်သူရှိနေတယ်ညီတို့ကတော့မကြောက်ဘူးဗျာတိတ်ပြီးရောတိရမလားတိရမလားအဲ့ဒါကြတော့ဗောနော်အဲဒါကိုပိုင်ချဲလို့လေဗောနော်တကယ်မြေပြင်မှာဆော်နေတာညီတို့တွေ့ပါတယ်အဲဗောနော် sorry နော်ဒီနေ့ကနည်းနည်းကျွန်တော်နေသိမ့်မကောင်းဖြစ်နေတယ်ဗျာကြောက်မလို့ဟာဘယ်လိုပြောမလဲအကောင် အကောင်းဆုံးနေဖြစ်သွားမှာပါအကောင်းဆုံးနေဖြစ်သွားမှာပါဆိုပါပြည်သူအနေနဲ့တကယ်ပေါ့နော်စေအုပ်စုကိုတိုက်ထုတ်နေရတကယ်ပြည်သူအတွက်အလုံးလုံးနေဆိုရင်ပြည်သူတွေကပြစ်မထားပါဘူးအရှိလောလောဆယ်မှာလည်းပြစ်မထားလို့ပေါ့နော်ဆယ်ရက်ကျော်နဲ့ဒီပမာဏရရတယ်ဆိုတာတကယ်ကိုအမခံပါပဲ တကယ်ကိုတကယ်ကိုဘောနော်တကယ်ကိုအမခမ်းပါပဲအဲ့တော့လေဘောနော်ကွေးဝင်ရအောင်လေကြီးသူအများကြီးတင်ပါလေတကယ်ပါဒါကွေးရဆိုလို့ရှိရင်ဘောနော်ဘာပဲဖြစ်ဖြစ်ဘောနော်လူအားလည်းစိုက်ထုတ်ရတယ်လို့အုံနောက်အားလည်းစိုက်ထုတ်ရပါတယ်အုံနောက်တော်တော်၆ပါတယ်ညီကိုယ်တိုင်းလည်းတရားကိုကြုံတွေ့ပြီးသားဖြစ်တယ်လို့ကြောင်တော်တော်သိရဗျစင်မရန်စကို့မလိုက်ပြမလုံးဘူးဗျဘောပဲသားလေးပဲလွဲသွားလဲဆိုတော်တော်လေးမူးနောင်တယ်ပျံရှားတယ်နေသားတွေမှာရှိပါတယ်ဒါကွေးဝင်ရလို့ဆိုလေဒါကျွန်တော်တို့ကတော်တော်လေးကိုစီးစနစ်ကြီးတဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်ဘောနော်လူရွယ်ဆိုပေမဲ့လို့ဘောနော် တော်တော်လေးကိုအုံတော့၆ပါတယ်အဲဒီလိုမျိုးနေထားတဲ့ညနေပြီးအခုလိုမျိုးပေါ့နော်ကျွန်တော်တို့အဲအဆက်မပြတ်ပေါ့နော်တစ်ခွေပြီးတစ်ခွေတစ်ခွေပြီးတစ်ခွေကျိုးသားပင်နေတာကိုကြီးဝင်အောင်လေကျေးဇူးတင်တယ်တကယ်မြေပြင်မှာပေါ့နော်ဆေးအုပ်စုတိုက်ထုတ်နေတဲ့ကူပိုင်ချဲတို့ကိုလည်းကျွန်တော်တို့ကကျေးဇူးတင်တယ်ပြည်သူလူထုအနေနဲ့လည်းတကယ်တိုက်နေတဲ့မြေပြင်မှာရှိနေတဲ့ပေါ့နော်တက်တွေကိုကူညီပေးပါလို့ကျွန်တော်ဒီနေရာကနေပြီးမေတ္တာရက်ခံခြင်းပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗန္ဓာရေးစင်မြတ်နာမှာကိုလောက်ဆိုရင်ကျွန်တော်တို့ကစစ်ကူတစုံတရာရသွားပါပြီ။ဒါကြောင့်လည်းဆိုလို့ရှိရင်ကိုမိုက်ခဲကြီးရဲ့အားပေးကြတဲ့ပြည်သူတွေကိုမိုက်ခဲကြီးကိုချစ်ခင်ကြတဲ့ပြည်သူတွေကလည်းဒီအောင်မြင်သွားတဲ့အခါမှာဝမ်မန်တတာနဲ့ကိုပန်ချဲလို့စီကို ဒီထောက်ဖို့ရဖို့ရောက်လာမှာပါအဲ့တော့ကိုပိုင်ချဲရောအဲဒီခြေနေနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးစစ်ကူရလာတဲ့အပေါ်မှာဒီလိုမျိုးခံစားရလဲနည်းနည်းပြောပါဦးအဲလူခလာလေးတို့ကျွန်တော်တို့ဒီဆိုရှယ်မီဒီယာမှာပေါ့နော်ကျွန်တော်တို့ကမ်ပလူပဲချမ်းမှာရောကျွန်တော်စခိုင်းတိုင်းလေးမှာပေါ့ဒါဒါကိုမိုက်ခဲရဲ့ဟိုဖန်ဒီတော်တော်များများတွေ့ရတယ်ပေါ့နော်ကျွန်တော်တို့အများကြီးကျွန်တော်တို့မှာမြင်ရတယ်ဗျာဒီမှာကိုမိုက်ခဲတို့ရဲ့ view finding ရောကျွန်တော်တို့သူရဲ့ဟိုစကားပြောကျွန်တော်တို့ဘက်မှာရောကိုမိုက်ခဲတို့တခုကျွန်တော်တို့ပြည်သူတွေကတခုခြားခြားရှိတယ်ဗျာဆိုစကားပြောလုံးဝမိုက်လုံးဝအဲကျွန်တော်အဲ့လို ဒါလုံးဝကျွန်တော်တို့ကပြည်သူတွေကလုံးဝကိုမိုက်ခဲကိုလုံးဝအားပေးရသူတွေရှိတယ်ပေါ့နော်ကျွန်တော်မြင်တွေ့အဲ့လိုအဲ့အဲ့တော့ကြောင့်မလို့ကျွန်တော်တို့အခုလိုကိုမိုက်ခဲနဲ့တုံကောင်လို့ကျွန်တော်တို့ဟိုအများကြီးဝမ်းသာတယ်ဟိုလေးလေးလေးစားရပေါ့ကိုမိုက်ခဲနော်ကျွန်တော်အခုလိုပြောပြတော့လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကိုမိုက်ခဲလည်းအဲတခြားတာဝန်တွေရှိမယ်အခုလည်းတိတ်နေမကောင်းဘူးဆိုတော့ အကိုပိုင်ချဲလေးကအစည်းအဝေးလာရင်လည်းပြေးလာတော့ကျွန်တော်လည်းအဲဒီမှာကျွန်တော်ကတော့ပြဿနာမရှိပါဘူးကျွန်တော်ဒီမှာအေးဆေးဆေးထိုင်ဆောင်ရတာဆိုတော့အဲအဲ့တော့ဘာဖြစ်ဖြစ်ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီဆက်ပြီးတော့ RAM ရဲ့အဲကျွန်တော်တို့ဘန်ဒိုင်းစစ်မျက်နှာနေပြီးတော့ကြံစီကြည်စံကနေဆက် RAM ရဲ့အဲကမ်ပိန်းအတွက်ဆက်ပြီးတော့လုပ်မယ့်အရာတွေအားရှိသွားပါပြီကျွန်တော်တို့ကကမ်ပိန်းကလာကုန်ပြီးတပတ်9ရက် အထိပေါ့နော်ခုနှစ်ရက်နေအထိခုနှစ်ရက်နေပြီးကမှကျွန်တော်တို့ခုနှစ်ရက်နေနောက်ဆုံးပြီးကမှဘယ်နဲ့ရောက်ဘယ်လောက်ရတယ်ဆိုတော့ထပ်ပြီးတော့ကြင်ကြပါမယ်ခုနှစ်ရက်နေအထိကျွန်တော်တို့ကပါဝင်လို့ရပါသေးတယ်ပါဝင်မဲ့အခါမှာလည်းဗီဒီယိုကောခေါ်ပါကျွန်တော်ဗီဒီယိုကောခေါ်ပါရုပ်မြင်ရကမှအကူကြပါလို့ပြောချင်ပါတယ်အကူမိုက်ခဲတော့ line ကြွားဖြစ်ထင်တယ်ဟုတ်ကဲ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒါနည်းနည်းဆက်ပြောလိုက်မယ်အဲ့တော့ဒါကဂျန်စီမှာဆက်ပြီးတော့ပါဝင်လို့ရတယ်ဆိုတဲ့အကြောင်းကိုပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ထွေထွေတူးတူးတော့ကျွန်တော်တို့အများကြီးပြောစရာမရှိတော့ပါဘူးအဲတခုပဲပြောချင်တာကတော့ကျွန်တော်တို့ မြေပြင်မှာဥဆောင်ပြီးတော့ဒီဟိုဘယ်လိုပြောမလဲအလုံးတပေါင်းစုအနေနဲ့စုဖွဲ့ရတဲ့အခြေအနေတွေမှာဘယ်လောက်ထိကိုတွေ့ခက်ခဲလဲဆိုတာသိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကလိုင်းပေါ်မှာလည်းကျွန်တော်တို့ကတွန်လိုင်းကြီးကောင်းဆောင်နေစကားပြောပြလာဆိုတော့ကျွန်တော်တွေးမိပါတယ်။ကိုပိုင်ချင်းနဲ့ကိုမိုင်ခင်းနဲ့စကားပြောပြလာ။အဲဒါမှမဟုတ်လို့ရှိရင်ဟိုကရီးနီးယားကိုမာဝီနဲ့ရောအခြေဆက်ရှိလား။အဲဒါမှမဟုတ်လို့ရှိရင်တခြားရေဘလူးတို့နဲ့ရောအခြေဆက်ရှိလား။ဒီဘက်ကဘိုဟီတာဘောတို့ဘိုဆိုကိုတို့နဲ့ရောအခြေဆက်ရှိလား။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအချိန်ဆက်ရှိထားလို့ရှိရင်အဲ့ဒီဘက်မှာစစ်ကြောင်းတွေကဘလို့ထိုးတဲ့အချိန်တွေဘလို့အဲတံပြန်ခုခံတယ်တိုက်ပွဲတွေဝင်ကြတယ်အတွေ့အကြုံတွေဖလဲလို့ရမယ်အများကြီးကျွန်တော်တို့အားတွေဖြစ်နေမယ်လို့ထင်တယ်တကယ်လို့လုံးမယ်တကယ်ပြောဆိုကြမယ်ဆွေးနွေးကြမယ်ဆိုရင်ဒေါ်လာရင်းခေါင်းဆောင်တွေတကယ်ပြည်သူလူထုကိုမျက်နှာမူရတဲ့လူအချင်းချင်းကဘာမှမညီမညို့ဖြစ်เสียအကြောင်းမရှိဘူးလို့ယူဆတယ်ဒါကြောင့်မို့လို့အခုလက်တွေ့အနေနဲ့ကျွန်တော်တို့က အပြည်သူလူထုရှေ့မှောက်မှာပဲကိုပိုင်ချင်းနဲ့ကိုမိုက်ခင်းနဲ့စုံနေဗျအဲ့တော့အညာမလေးတခြားတပ်ဖွဲ့တွေအများကြီးရှိပါသေးတယ်ဒီလိုမျိုးစုံကြမယ်တွေ့ရမယ်စကားပြောကြည့်ကြမယ်အခြေအနေတွေဖလှယ်ကြမယ်ဆိုလို့ရှိရင်ဒေါ်လာရေးအတွက်တကယ်အကျိုးရစရာတော့မရှိဘူးလို့ယူဆတယ်အဲ့တော့ဒီအချက်လေးတွေကိုပြောရင်းနဲ့ကျွန်တော်တို့အဆုံးသတ်အောင်ပါခင်ဗျားတို့လည်းလုပ်တယ်ရှိရဲဆိုတော့ကျုံးမယ်ကျုံးမယ်ညီရတော့စကားနာထဲမှာလည်းညီတို့တက်တယ်ရှိတယ်ဗျတချို့နေရာတွေမှာပေါ့နော်ရှိတယ်ညီတို့လူလူကျုံးကြတာပေါ့အဲ့ဘက်ကိုရောက်လာခဲ့မှာပါတဲ့ အဲတချိန်မို့တချိန်တော့စုံအောင်ပါပါစုံအောင်ပါပါဆိုမစုံစုံအောင်လည်းညီတို့လောက်သွားဖို့ရှိတယ်အဲမြို့သိမ့်ကြမယ်အဲမြို့သိမ့်ကြမယ်လို့ပြောလို့ရှိရင်ဘောမားတွေကသိရမလားအဲနည်းနည်းလေးရီကောင်းရီနိုင်လဲမယ်ဒါပေမဲ့တချိန်ချိန်မှာပေါ့နော်သူတို့တိလိုက်တဲ့ချိန်ကလုံးဝနောက်ထပ်ရသွားတဲ့ချိန်ဖြစ်သွားစေရမယ်ညီကတော့အဲ့လိုပဲကိုကိုကိုတွေးထားတယ်ပေါ့နော်ညီတို့လောလောဆယ်မှာသူတို့ဘာပြောပြောညီတို့ဂီးဆိုင်မှာမဟုတ်ဘူးသိကြတယ်သူတို့ဟာဂိတ်သိမ့်သွားတာလားဆိုပြီးတော့သိရမလားနောက်ထပ်ရသွားတဲ့ချိန်ရရင်သူတို့ဘာမှပြင်ဆင်ခွင့်ရမှာမဟုတ်ဘူးအဲ့ဒါလည်းညီတို့ကမြင့်ကြံနေမှာမဟုတ်ဘူးဗျဒါတဏ္ဍာရီကံလုံးအထိညီတို့သွားမှာဖြစ်တယ် ဘယ်လိုပြောမလဲညီတို့ကညာတက်ဆိုပေမဲ့ညီတို့ဒီဘောနော်အညာမိုင်းတိုက်နေလို့မရဘူးဗျအခုလက်ရှိမှာဆိုရင်ညီတို့တက်ရဲ့ဘောနော်ဘူဝါရရဘယ်နေရာမဆိုညီတို့ကတိုက်သွားမှာဖြစ်တယ်တိုင်းသားဘက်လာချမယ်လားတောင်ထဲဒေသလာချမယ်မြေပြန်လာချမယ်စကိုင်းလာတုံမှာပဲမကွေးလာစော်မှာပဲမန္တလေးလာကျုံးမှာညီတို့ကအဲ့တော့ကျွန်တော်တနည်းတစ်ချိန်ချင်းမှာဒီလူတွေကမဆုံးနေရအောင်အကြောင်းမရှိဘူးဗျမဆုံးနေရအောင်အကြောင်းမရှိဘူးညီတို့စုံမယ်ကျုံးမယ်အတူတူတုံမယ်တယောက်နဲ့တယောက်မရှိတာတွေရှိတာတွေဘေးဖယ်လိုက်အတူတူဖေးမှာပြီးတော့လက်တွဲသွားရင် မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဗျမဖြစ်နိုင်ဘူးဆိုတဲ့အရာမဖြစ်သေးတာပဲရှိကြပါတကယ်တမ်းတော့မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးကိုကိုယ်တိုင်အဓိကကြိုးစားဖို့ပဲလိုတယ်ကျွန်တော်တို့ကတော့အရှင်တော့ဗျာလက်ပြပုံလေးနဲ့ပြစ်လိုက်မန်လေးဆိုးလိုက်ထွက်ပြရတဲ့ဘဝကနေခုသူဘာပဲဖြစ်ဖြစ်ကိုမခဲရောလိုင်းနေကြောက်ပါလေ။ဟုတ်ကဲ့ပါအဲ့တော့အားရပြကောင်းပါလေဒီနေ့တွေ့ဆုံမှုကျေနပ်တရားလဲ ကောင်းပါလေအဲ့တော့ကိုမခဲကြီးကိုခဏလောက်ကျွန်တော်တို့စောင့်ကြည့်လိုက်မယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုမခဲနည်းနည်းနောက်ကအဆုံးသက်လေးနည်းနည်းပြန်ပြောပြပါဦးကျွန်တော်တို့ line တက်လို့မကြားလိုက်ရဘူးအာဗာလေလက်ပြဘုံနဲ့လက်ပြဘုံနဲ့ထူဟုတ်ဟုတ် line ကျတာလို့ကျွန်တော်တို့ရင်တော့အောင်မှလက်ပြဘုံနဲ့ထိရမှာထူမိုင်းဆွဲတနလေးနဲ့ပြစ်လိုက်ပြေးလိုက်ဘောကရောက်နေခုချိန်မှာဆိုကိုယ်ဒီဘက်ကနေမီတွေလည်းအများကြီးရတာတယ် ဘာဖြစ်ဖြစ်မြို့တွေလက်သေးရနေတဲ့အနေထားတွေမှာအများကြီးရှိတယ်။လက်ရှိတော့တော့ပြည်သူတွေစိတ်တက်ကြတယ်မလို့စေုပ်စုရဲ့တမ်းထိုးစစ်ကိုပေါ့နော်။စေုပ်တိထိုးစစ်စင်တယ်အမှန်နဲ့ကျွန်တော်တို့တကယ်ပြောတယ်ပေါ့နော်စေုပ်စုကထိုးစစ်စင်တာ။ဘာကြောင့်လဲဆိုတော့ဒါသူတို့အတွက်နောက်ဆုံးအားကိုဒီချိန်မှာထုတ်သုံးလိုက်တာ။ပြီးကြတယ်အဲ့နောက်ဆုံးအားကိုလန်ကြအောင်တိုက်တိုက်နိုင်တဲ့အချိန်တော်လိုင်းကြီးရသုံးသက်တစ်ခုဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။အဲ့တော့ကြတော့အတူတူကြိုးစားမယ်ရုန်းကန်မယ်ကျွန်တော်တို့အညာသားတွေပေါ့နော်ကျွန်တော်တို့လည်းရောက်တော့မှာပါ။ ရောက်တော့မှာပါမကြတော့ပါအောင်ရောက်တော့မှာပါလောလောဆယ်နေသားမှာလည်းပြင်ဆင်နေပါတယ်ကြိုးစားနေပါတယ်စုဖွဲ့နေပါတယ်ပေါင်းစည်းနေပါတယ်မကြငချိန်တွဲမှာလာပါတော့မယ်ကောင်းဆုံးနေတူတူကြိုးစားမယ်လာတဲ့ချိန်မှာလည်းဆောက်တော့ပြောလို့တစ်ဖွဲ့တည်းတယောက်တည်းမဟုတ်ပါဘူးကျွန်တော်စီစီလုံးလုံးချူစုစီစီနဲ့ပေါင်းစည်းပြီးတော့လာမှာဖြစ်ပါတယ်အဲ့ချိန်မှာရန်သူနေတဲ့သိရင်တော့မှာပဲကြာသွားပါပြီသူတို့တော့နောက်တာတရားပဲဖြစ်သွားပါလိမ့်မယ်အဲ့တော့ကြတော့အဲ့လိုမျိုးနောက်တာတရားတွေရန်သူပေးနိုင်မှုကျွန်တော်တို့အတူတူကြိုးစားကြမယ်လို့ပြောချင်ပါတယ်ဒါကမှချက်လို့ဘက်ကိုလည်းကျွန်တော်တို့လာခဲ့ပါမယ်အဲ့ကွန်ချက်လို့ဘက်ကိုကျွန်တော်တို့မလာနိုင်လဲကွန်ချက်လို့ကျွန်တော်တို့ဘက်ကိုလာခဲ့ပါအတူတူစီစီလုံးလုံးနဲ့အုပ်ကြတာပေါ့ ဒီမှာကျွန်တော်ကတော့ပြောချင်တာကတော့ကျွန်တော်တို့ဒီအခုကျွန်တော်တို့အညာအညာသားတွေပေါ့အညာသားတွေဒေါ်လိုင်းလုပ်နေတယ်ကျွန်တော်တို့အခုချိန်မှာတော်တဲ့တောင်းထဲမှာကျွန်တော်နေနေရတယ်တော်တဲ့မှာနေနေရတယ်ကျွန်တော်နောက်ဆုံးတစ်ခုဒီကောင်းနေပါပြောချင်ဆိုကျွန်တော်တို့အချင်းကြလာနေမြတ်ကျွန်တော်တို့ဒီဒီကောင်းတွေကိုကျင်းနေပါတစ်ခုပြောချင်တယ်ကျွန်တော်တို့ဒီမြို့ပေါ်မှာနေပြီးတော့ဒီကောင်းတွေဒီတော်ထဲမှာတော်ပုံအဖြစ်နဲ့နေသွားမယ်လို့ကျွန်တော်တို့အားမခံနေပါဘောနော်ကျွန်တော်တို့ဒီအဲ့လောက်ကြီးထိရအောင်ကျွန်တော်တို့တိုက်ထုတ်မယ်ကျွန်တော်တို့အညာဟာဒီမြို့မှာတက်နေမယ်မြို့မှာရှိတဲ့ဘောမားနဲ့ကျွန်တော်တို့စစ်ကောင်စီစစ်ခွေးတွေတော်ထဲမှာသွားပုံရမယ်အနေထားထိရအောင်ကျွန်တော်တို့စုပေါင်းပြီးတော့ကျွန်တော်တို့တိုက်ကြမယ်ပေါ့ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီနေ့တွေ့ဆုံရမှုပါတကယ်ဂျင်းနဲ့ဝမ်းသာတရားကောင်းပါတယ်ကိုပိုင်ချေရောကိုမိုက်ခေရောအဲထပ်ပြီးတော့ချိတ်ဆက်ပြီးတော့တခြားစိတ်ရရကျွန်တော်တို့ပြောကြရမလို့တဲ့ကိစ္စတွေမှာလည်းချိတ်ဆက်ပြီးတော့အဲလှုပ်ဆောင်လို့ရအောင်လို့ကျွန်တော်ချိတ်ဆက်လက်တခုရည်စေချင်တဲ့အတွက်အခုလိုမျိုးပြည်သူလူထုရှိမှမှာပဲကျွန်တော်တို့အဲဒီမှာဘန်ဒိုင်းစစ်မျက်နှာမှာစစ်ကူခေါ်ရင်းနဲ့ပြောလိုက်ချင်းဖြစ်ပါတယ်အဲ့တော့ဘာဖြစ်ဖြစ်အရှိတမ်းမှာအဲကိုပိုင်ချေရောလို့ကိုမိုက်ခေရောလို့ရဲဘော်ရဲဘက်တွေဥဆောင်ပြီးတော့တိုက်ပွဲဝင်နိုင်ဖို့ကတော့ဘန်ဒိုင်းစစ်မျက်နှာကပြည်သူတွေရဲ့အားကအများကြီးလိုပါတယ်အဲ့တော့တက်နေပြည်သူ၅နေရေပါပဲကျွန်တော်အများအားပြောတဲ့စကားပါပဲတက်နေပြည်သူ၅နေရေဖြစ်တဲ့အတွက် ော်လိုင်းရေဘော်ရေဘက်တီကငားဆိုရင်ပြည်သူတွေကရေပါပဲရေနဲ့ငားတွေမဖြစ်ကြဘူးပြည်သူတွေကကျွန်တော်တို့ရှိတဲ့အားနဲ့ခုံနဲ့ဆက်ပြီးတော့ရုံးကန်ပါဝင်ပေးဖို့နှိုးဆော်ကြပါတယ်အခုလည်းရုံးကန်ပါဝင်နေစေပါအဲ့ဒီအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့ဘကုံးပေါ်မှာရှိနေတဲ့တာဝန်တွေကိုထပ်ပြီးကိုနေရာဒေတာကိုလုံနိုင်တာတွေထပ်ပို့ပြီးတော့စူးစမ်းရင်းနဲ့ထိုင်ရကြမယ်ဒေါ်လာရေးပြီးတဲ့ဒီနေ့မှာပြည်သူလူထုနဲ့အတူကျွန်တော်တို့ကြမ်းကြမ်းမာမာနဲ့ပြန်လဲစုံပြကြပါမယ်။ညောင်စလုံးကိုကျေးဇူးတင်ပါတယ်။လောက်ကိုစီရှိတဲ့အတွက်အဲကိုတာဝန်ဒီကိုထံရွက်ကြလို့ရပါပြီ။ကျွန်တော်ကျွန်တော်ဒီမှာချိန်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါ